ခုကျွန်တော်ကြည့်ပြမှာကတော့တမင်းကလေးသားကြီးများအတွက်အော်တိုဘာလဒီလဝက်ကနေစပြီးတော့လပုံပိုင်းဒီအလောက်ကင်ငွေကြီးနဲ့တူတူကြကြဘာတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုကြည့်ပြမှာပဲဖြစ်ပါတယ်အရင်ဆုံးအလောက်ကင်နဲ့ငွေကြီးပိုင်းအခြေအနေကိုဒါကျွန်တော်ကအင်္ဂါဝိဆာနဲ့ကြည့်ပြီးတော့ဟောကြားပြမှာပဲဖြစ်ပါတယ်နောက်တူတူကြကြဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုတော့တေရော့ကတ်နဲ့ကန်ချမာဖတ်ကြားပြမှာပဲဖြစ်ပါတယ်ခင်ဗျာတမင်းကလေးသားကြီးများဟာဒီအော်တိုဘာလပုံပိုင်းအထိ လုပ်ငန်းကိန်းတန်းပိုင်းအနေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေနောက်အခွင့်အလမ်းကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်။အဲ့တော့လက်ရှိလုပ်ငန်းကိန်းတွေကိုပြင်ဆင်တာတို့ပြောင်းလဲတာတို့တိုးချဲ့တာတို့ဒါလောက်ကန်ဆောင်ရွက်ဖို့အတွက်အခွင့်အခါအသင့်ဆုံး ဒါအချိန်ကာလပိုင်းခြားလို့လည်းပဲဟောကြားပေးလိုက်ရပါတယ်အဲ့တော့လုပ်ငန်းခိုင်ခံပိုင်းနဲ့ပတ်သက်တဲ့အဆင်ပြေမှုကောင်းမွန်မှုတွေကိုအများဆုံးရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာနောက်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းတွေနောက်မျက်နှာသာပေးမှုတွေကိုလည်းပဲရရှိစေတတ်ပါတယ်ငွေကြေးပိုင်းမှာတော့ငွေကြေးကုန်ကျမှုတွေအထွက်အပြုတွေတအားများတတ်ပါတယ်ငွေကြေးအတွက်လည်းနည်းနည်းစိတ်သောကများစရာလေးတွေလည်းပဲဖြစ်ပေါ်စေနိုင်လိမ့်မယ်လို့တွေးရပါတယ်အထူးပြောလို့လည်းအချက်ကတော့ငွေကြေးပိုင်းမှာ အကုန်အကြအထွက်ပြုတွေအဲများပြီးတော့ပေါ့နော်အဲ့ဒီအတွက်နဲ့စိတ်ညစ်ရမယ့်စိတ်ရှောရမယ့်ပုံစံလေးတွေကိုတွေ့ရပါလိမ့်ခင်ဗျာတကယ်အခုဒါကတော့အဓိကကျွန်တော်ဟောပြောပေးတဲ့အလုံးကိုင်းနဲ့ငွေကြေးပိုင်းအခြေအနေဖြစ်ပါလိမ့်ဆက်လက်ပြီးတော့ဘာတွေထူးထူးခြားခြားကြုံတွေ့လာရဖွယ်ရှိနိုင်တယ်လဲဆိုတာကိုတော့တဲရော့ကန်နဲ့ကန်ချမဖတ်ကြားပေးမှာပဲဖြစ်ပါလိမ့်ဆက်လက်ပြီးတော့ဒီလားပုံပိုင်းဒီဘာတွေထူးထူးခြားခြားရှိလာနိုင်တယ်လဲဆိုတာကိုတဲရော့ကန်လေးနဲ့ကြည့်ပေးလိုက်ပါပြီ အပြောင်းလဲကြီးကြီးမားမားတချို့ကြုံတွေ့လာရနိုင်ပါတယ်။ဟိုကောင်အိမ်များအလုပ်ကောင်နေရာကြောင်စတဲ့အပြောင်းလဲမျိုးတွေဖြစ်ပေါ်စေတတ်သလိုနေရာအရွှေ့ပြောင်းလဲတွေလို့ဒါမှမဟုတ်ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေမျိုးတို့စတဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်။သိတာထင်ရှားတဲ့တိုးတက်ကောင်းမွန်မှုတွေအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာကိုယ့်ကိုကူညီပေးမမဲ့သူတချို့နဲ့လည်းပဲကြုံတွေ့ရတတ်သလိုကိုယ့်ကိုအနှောက်ယှက်ပြီးအတိုက်အခိုက်ပြုတဲ့သူများနဲ့လည်းပဲကြုံတွေ့ရတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီခု အော်တိုဘာလာလားဝယ်ပိုင်းရနေစားပြီးတော့အော်တိုဘာလာပုံပိုင်းဒီတနင်္ဂနွေသားမီးများရဲ့ကန်တာတာအခြေအနေဟာများသောအားဖြင့်တိုးတက်ကောင်းမွန်မှုတွေကိုရရှိလာစေနိုင်ပါလိမ့်မယ်ခင်ဗျာဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျတဲ့တက်တဲ့တော့အပမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ။တင်းလာသားသမီးများအနေနဲ့အခုရောက်ရှိနေတဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့အော်တိုဘာလာကုန်ပိုင်းအထိအလောက်ကိုင်းငွေကြေးနဲ့တူတူကြကြဘလို့ဖြစ်ပျက်တွေဂျုံတွေးရနိုင်မလဲဆိုတာကိုခေါ်ကြပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ခေါအောင်ဆုံးအလောက်ကိုင်းအခြေအနေကိုကြည့်လိုက်တဲ့အခါမှာတင်းလာသားသမီးများဟာလုပ်ငန်းကိန်းကန်းပိုင်းတွေမှာမတင်မကျဖြစ်နေတာပါပဲ။အဲ့တော့ဟိုမြောက်တီမြောက်ဖြစ်နေပါတယ်လို့ဆိုရမှာပါပဲ။အဲ့တော့ကိုလုံးနေတဲ့အလုပ်တွေကမပြီးစီးတာတို့မပြီးပြတ်တာတို့အဲထင်းကော့ခက်ခဲကြန့်ကြာနေတာတို့စတဲ့ပုံစံမျိုးတွေကို ကြုံရတတ်ပါတယ်။နောက်တစ်ခုကလုပ်ငန်းကိန်းတန်းပိုင်းတွေမှာအခက်အခဲအနှောင့်အယှက်လေးတွေအနည်းနဲ့များဖြစ်ပေါ်စေကြပါတယ်။ဒါလေးတွေကိုနည်းနည်းဂရုစိုက်ဖို့လိုပါတယ်ခင်ဗျာ။မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ Follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ Follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ တင်းလာသားကြီးများအနေနဲ့ငွေကြေးစည်းပွားလက်လာပါပိုင်းအနေနဲ့ပတ်သက်ပြီးတော့တော်တော်လေးပွင့်လန်းတိုးတက်လို့လာပါလိမ့်မယ်။ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာနိုင်ပါမယ်။ဥမာဈေးရောက်နေတဲ့သူတွေအားလို့ရှိရင်ပို့ပြီးတော့အယောင်းဝယ်တွေခေါင်းလာလိမ့်မယ်။လက်လာပါတွေရှင်လာပါလိမ့်မယ်။ဒါမလို့ဒါတင်းလာသားကြီးများရဲ့ဒီအောက်တိုဘာလပုံပိုင်းအထီးပေါ့နော်။ငွေကြေးကန်ကြမာအခြေအနေကတော့တော်တော်လေးကိုကောင်းမွန်လှပါတယ်လို့ဒါလက်ရှိအင်္ဂါဝိစာအရာကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်။ဘာဒီတူတူကြကြကြုံတွေ့ရနိုင်အောင်လဲဆိုတာကိုတဲရွက်ကတ်လေးနဲ့လည်းပဲထပ်ပြီးတော့ကြည့်ပေးမှာပဲဖြစ်ပါတယ်။ တင်းထားသားသမီးများအနေနဲ့အောက်တိုဘာလဝယ်ပိုင်းကနေစပြီးတော့လကော်ပိုင်းအထိဒီကာလတွေမှာမိကောင်းဆွေကောင်းတွေနဲ့စုံတွေ့ရတတ်ပါတယ်။ဆရာသမားလိုပုံကိုယ်တွေအကြီးအကဲလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။ဘယ်ကိစ္စကိုပဲလုံးလုံးဉာဏ်ပညာအတွေးခေါ်နဲ့ ုတ်ကင်ဆောင်ရွက်ခြင်းအပြင်ပေါ့နော်ပုံမူပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အဲ့တော့ဒီအချိန်ကာလမှာအတိတူးညံတို့အတွေ့အူအမြင်တို့အတွေ့အစ်အမြင်တွေအိုင်ဒီယာတွေဖွဲ့ပေါ်လာနိုင်တယ်လို့အဲ့ဒါတွေကိုအသုံးချလုံဆောင်ရင်းနဲ့လည်းပဲအောင်မြင်မှုများရရှိနိုင်ပါလိမ့်မယ်လို့ပြောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနေတဲ့တော့အဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာအင်္ဂါသားကြီးများတွေအခုရောက်ရှိနေတဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့အော်တိုဘာလာလာကုန်အထိပေါ့နော် ဒါကကြမ္မာအခြေအနေကိုဟောပြောပေးပါပါအဲ့လိုဟောပြောပေးတဲ့ဆိုတဲ့အခါမှာအလောက်ကိုင်းတဲ့ငွေကြေးပိုင်းရဲ့နောက်ထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုတေရော့ကတ်လေးနဲ့ဒါကကြမ္မာဖတ်ကြားပေးပါပါမိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာအင်္ဂါသားသမီးများဟာ လုံငန်းကိုင်ကံပိုင်းနေနဲ့ပတ်သက်တဲ့အဆင်မပြေမှုတွေတော်တော်များများကိုကြုံတွေ့လာရနိုင်ပါတယ်အလုံးမှာအပြိုင်ဆိုင်တွေအနောက်ရှက်တွေအတိုက်ခိုက်တွေပေါ်များစေတတ်ပါတယ်လုံငန်းကိုင်ကံမကောင်းပါဘူးဆိုတဲ့သူတွေကရက်လိုက်ရတဲ့အခြေအနေမျိုးတွေဒီကိုဖြစ်သွားတတ်ပါတယ်ဒါပေမဲ့အလုံးမှာတော်တော်လေးဂယူဆိုင်ဖို့သတိထားဖို့တော့လိုအပ်နေတယ်လို့ကျွန်တော်အနေနဲ့မှာကြားလိုပါတယ်ခင်ဗျာထို့နည်းတူသာပဲအလုံးကိုင်နဲ့တူငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ အခက်အခဲလေးတွေလည်းပဲဖြစ်လာနိုင်ပါလေအဓိကအပြင်တော့ငွေကြေးအတွက်နဲ့စိုးရိမ်သောကတွေအပူပင်ရမယ့်အခြေအနေမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ငွေကြေးကိစ္စမှန်များအကုန်လုံးဟာလွယ်လွယ်ကူကူရှော့ရှော့ရှူရှူနဲ့အစင်မပြေနိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုပဲအဲကျွန်တော်အနေနဲ့တွေးရပါတယ်ဒါကြောင့်မလို့ဒါအလောက်ကန်ရောငွေကြေးပိုင်းရောနှစ်ခုသလုံးအားနည်းနေတဲ့ပုံစံမျိုးကိုတွေ့ရပါလေခင်ဗျာ။ဘာပဲဖြစ်ဖြစ်ဒီအခုဓာတ်မကုံခင်မှာဘလို့ထူးထူးခြားခြားအခြေအနေတွေဘလို့ကောင်းမွန်တိုးတက်မှုတွေရရှိနိုင်အောင်မလဲဆိုတာကိုအခုကျွန်တော်တဲရော့ကတ်လေးနဲ့ကြည့်ပြမှာပဲဖြစ်ပါလေ ။သင်္ကသားမင်းများအနေနဲ့ခေါင်းမူစရာစိတ်ရှုပ်စရာတွေတော်တော်များများရှိလာနိုင်ပါတယ်။ဖီအားတွေအောက်ကိုရောက်နေတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်။အကောင်းဆုံးကျွန်တော်အကြံဉာဏ်ပေးချင်တာကဘယ်ကိစ္စကိုပဲဖြစ်ဖြစ်လှလင်းမြန်မြန်စဉ်းစားဆုံးဖြတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပါလို့အကြံပြုပေးလိုပါတယ်။နောက်ဒီကာလတော့မှခရီးသူခရီးရာကြီးတွေသွားတတ်ပါတယ်။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကောင်းပါတယ်။အဲ့တော့ကံနေကောင်းဖို့အလောက်ကန်နဲ့ငွေကြေးပိုင်းရဲ့အစင်မပြေမှုတွေကနေပြီးတော့အစင်ပြေစေနိုင်ဖို့အတွက်ဆိုရင် ကလေးငယ်လေးတွေကိုမုံဝယ်ကြွေးတာလို့မုံဘိုးပေးတာလို့ကစားစရာဝယ်ပေးတာလို့လုပ်ပေးပါကို့ကြောင့်ကလေးလေးတွေပျော်ရွှင်ရလေအဲကိုရဲ့ကံတွေတောင်းလာလေပဲလို့ကျွန်တော်အနေနဲ့ခေါ်ကြပေးလိုက်ရပါတယ်ဗီဒီယိုခိုင်းလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အပတ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ဗုဒ္ဓဘူသားကြီးများတွေအခုအော်တိုဘာလလာဝက်ကနေစပြီးတော့အော်တိုဘာလလကုံအထိပေါ့နော်ကံကြမ္မာအခြေအနေကိုဟောပြောပြမှာပါအဓိကအဖြစ်အလောက်ကိုင်းတဲ့ငွေကြေးပိုင်းရဲ့နောက်ဘာတွေထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဆိုတာကိုတဲရော့ကတ်လေးနဲ့ရေကျွန်တော်ဟောကြားဟောပြောပြမှာပါမိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးဘူးဆိုရင်လည်းပုံမှန်ရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာဗုဒ္ဓဘူသားကြီးများဟာအခုဒီအော်တိုဘာလ လာကိုမိုင်းအထိပေါ့နော်အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေနောက်တိုးတက်အောင်မြင်မှုတွေအစီအပြေမှုတွေကို ရရှိလာနိုင်ပါလိမ့်မယ်လုပ်ငန်းကိုင်းနာပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကောင်းမွန်စေနိုင်တဲ့အခြေအနေမျိုးကိုလက်ရှိအင်္ဂါဝိဇ္ဇာအရကျွန်တော်အနေနဲ့တွေးလိုက်ရပါတယ်အလုံးမှာအကူအညီကောင်းအထောက်ပံ့ကောင်းတွေအဆက်အသွယ်ကောင်းတွေလည်းပဲများသောအားရရှိလာနိုင်ပါတယ်ကိုပါဟိုပဲလှုပ်ချင်လှုပ်ချင်ကိုပါဟိုပဲဖြစ်ချင်ဖြစ်ချင်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုဖြစ်ချင်တာတွေကိုအင်တိုင်းအားတိုင်းနဲ့ကြိုးစားလှုပ်ဆောင်ပါလို့အကြံပြုပေးလိုပါတယ်ငွေကြေးပိုင်းငွေကြေးအစုလိုက်ပုံလိုက်ဝင်လာနိုင်ခြင်းရှိပါတယ်အဲ့တော့ထိပေါက်သလိုချဲပေါက်သလို အငွေရသလိုမျိုးပေါ့နော်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေရှိနေတယ်လို့တွေ့ရတာဖြစ်တဲ့အတွက်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေကိုဖွင့်ထားပါအဲလုပ်ငန်းကိုင်ငန်းပိုင်းတွေမှာလည်းငွေရေးကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်နောက်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လက်လာပါတွေအထူးပေါ်များကြွယ်ဝစေနိုင်ပါလိမ့်မယ်လို့ တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့အရင်ဆုံးအင်္ဂါဝိသရာအလောက်ကိုင်းနေငွေကြေးအတွက်ကိုကျွန်တော်ကြည့်ပေးတာပါဘာဒီထူးထူးခြားခြားထပ်မံကြုံတွေ့ရခွင့်ရှိနိုင်မလဲဆိုတာကိုတဲတော့ကန်လေးနဲ့ကြံချမဖတ်ကြားပေးမှာပါမိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမြန်းချင်တယ်ဆိုရင် TikTok Bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးက မေးမြန်းလို့ရပါတယ်တဝူးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ပြည်တွေဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်နောက်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်နောက်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူဇော်ကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာကဲခုဆက်လက်ပြီးတော့ဒါထဲရောကန်လေးနဲ့ဗုဒ္ဓဟူသားမိများတွေဘာတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုကျွန်တော်ကြည့်ပေးလိုက်ပါပြီ ဘာတွေကြုံတွေ့ရနိုင်မလဲဆိုတော့တိတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကို ရရှိစေပါလိမ့်မယ်အဲ့တော့နာမည်ကုန်သွင်းနေကြော်စောပါလိမ့်မယ်အကူအညီကောင်းထောက်ပံ့ကောင်းတွေကိုရရှိမယ်စိတ်ချမ်းသာမှုပျော်ရွှင်မှုတွေနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အလွန်ကောင်းမွန်တဲ့အချိန်ကာလပိုင်းခြားတစ်ခုကိုရောက်ရှိနေပြီလို့စိတ်ထဲမှာယုံကြည်သွားလက်ခံထားလိုက်ပါလို့ခေါ်ကြပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျမြတ်သက်တဲ့ဆိုအောက်ဖက်မှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ကြာတာရေးသားမိများတွေအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုဒီကူရောက်နေတဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့လာကောပိုင်းဒီကျွန်တော်ဟောပြောပေးမှာပါဒါကိုအင်္ဂါဝိဇ္ဇာနဲ့ဟောပြောပေးမှာဖြစ်ပြီးတော့ပြီးတဲ့အခါမှာဒါဘာဒီထူးထူးခြားခြားကြုံတွေ့လာရနိုင်အောင်လဲဆိုတာကိုတဲတော့ကလည်းကျွန်မဖတ်ကြားပေးမှာပဲဖြစ်ပါတယ်အဲ့တော့လက်ရှိအင်္ဂါဝိဇ္ဇာရတွေ့လိုက်ရတာကတော့အလောက်ကိုင်းမှာအစင်မပြေမှုတွေတော်တော်များများဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါမှာပဲဖြစ်ပါတယ်အဲ့တော့အလောက်မှာကြီးခဲ့တဲ့သူတွေညွန်ညင်မှုတွေခံရတာတို့ဒါအလောက်မှာလုပ်ငန်းတွေပြဿနာလေးတွေပေါ်ပေါက်လာတာတို့နော်ကိုနဲ့တခြား အဲသူတွေနဲ့ပေါ့နော်ဂျားတဲ့မှာအဲပြဿနာလေးတွေရှိလာနိုင်တာလို့စတဲ့အခြေအနေမျိုးတွေတွေ့ရပါတယ်အဲ့တော့အလုံးမှာအစင်မပြေမှုတွေနဲ့တူအတိုက်ခိုက်အနှောင့်အယှက်ပြဿနာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်သတိထားပါလို့မှာကြားလို့ပါတယ်ခင်ဗျာ ။နောက်ငွေကြေးပိုင်းမတိမကြဖြစ်နေတာပါလေရမယ့်ငွေကြေးတွေကရမလို့လို့ရမလို့နဲ့ကိုယ့်လက်ထက်ကိုရောက်မလာနိုင်သေးဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဖြည့်ရှင်းရမယ့်ကိစ္စတွေမှာမဖြည့်ရှင်းနိုင်သေးပဲနဲ့ပေါ့နော်။ခက်ခဲကြံ့ကြာနေတဲ့ပုံစံမျိုးတွေ၊နောက်မတိမကြဖြစ်နေတဲ့ပုံစံမျိုးတွေဂျုံပေးရတတ်ပါလေ။ဒါမှမဟုတ်အလောက်ကိုက်မှာ အားနည်းနေတယ်လို့ဝေကြီးပိုင်းမှာလည်းပဲအားနည်းနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့နောက်ထပ်ဘာဒီအေးထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဘလို့ရရာလေးလေးလုံးသိမှတယ်လဲဆိုတာကိုထပ်ပြီးတော့ကျွန်တော်ရေရော့ကတ်လေးနဲ့ကြည့်ပြမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အတဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ ် follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းခြင်းနဲ့မိတ်ဆွေများက TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမေးမြန်းလို့ရပါတယ်တဦးချင်းတယောက်ချင်းရဲ့ကိန်းဂန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစနာလေးကိုကျွန်တော်ပို့ပေးတယ်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာလေးကိုဖြည့်ပြီးဟောပေးတယ်လိုအပ်တဲ့ရည်ရည်လေးကိုအကြံပြုတိုင်းညွှန်ပေးပါတယ်ဉာဏ်ပူသောကတဦးကိုနှစ်ပေါင်းချက်ယူပါတယ်ခင်ဗျာကဲတော့ကြာသာပြီးသားမိများလည်းအခုကျွန်တော်တေရော့ကလေးချိုးကြည့်လိုက်ပါပြီ တဲရောကကဲနံမိတ်ပုံကဒီတိုင်းတိုင်းကြီးနေနေတာမျိုးဒီတိုင်းတိုင်းကြီးလုံနေတာမျိုးမဟုတ်ပဲနဲ့အပြောင်းလဲလေးတွေကိုစဉ်းစားသင့်တယ်လို့ဒါအကြံပြုလမ်းညွှန်ပေးထားပါဗျ။အဲ့တော့အပြောင်းလဲတွေလုံမတာလေးရင်တိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့တွေ့ရပါဗျ။နောက်ဒီကာလတွေမှာညင်ငိမ့်လေးနေနေရတာမျိုးမဟုတ်ပဲနဲ့လှုပ်ရှားသွားလာနေရတဲ့အချိန်တွေညားနေတာပါဗျ။အဲ့ဒီလိုမျိုးလှုပ်လှုပ်ရှားရှားသွားသွားလာလာလောကကံရနေရထိုင်ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကောင်းတယ်လို့တွေ့ရပါဗျ။လူမှုရေးပိုင်းတွေမှာကိုယ့်ဘဝကိုကောင်းတဲ့သူတွေရှိတယ်လို့ကိုယ့်ကိုဒုက္ခပေးမဲ့သူတွေနဲ့လည်းပဲ ကြုံရတတ်ပါတယ်အဲ့တော့ခက်ခဲစွာနဲ့ယုံ간နေရတဲ့အခြေအနေတွေရှိမယ်ဆိုရင်ဒီအခြေအနေတွေကနေယုံထွက်နိုင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်တော့ယုံထွက်ပြီးတော့လွတ်မြောက်သွားနိုင်ပါလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာရရားအနေနဲ့ကတော့မြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးရဲ့ထံမှာစပယ်ပန်းရှိကုန်တို့မဟုတ်စပယ်ညွန့်ရှိညွန့်လှူဒန်းပြီးတော့ဆူတောင်းပေးပါလို့ရရားလေးပေးလိုက်ရပါတယ်ဒါအလောက်ကိုင်းတို့ငွေကြေးပိုင်းတို့တခြားအနောက်ရှေ့အတိုက်ခိုက်တို့ကင်းအောင်ပေါ့နော်ဆောင်ရွက်ပေးပါခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုမှ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ တောက်ကြသားသမီးများတွေအခုရောက်ရှိနေတဲ့ဒီအော်တိုဘာလာလာဘက်ကနေစပြီးတော့လာပုံပိုင်းဒီအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုကျွန်တော်အင်္ဂါဝိဆာနဲ့ကြည့်ပေးပါမယ်။ပြီးတဲ့အခါမှာဘာလီထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဆိုတာကိုတဲရွက်ကနဲ့ကံကြမ္မာဖတ်ကြားပေးပါမယ်ခင်ဗျာ။မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်။ follow မလုပ်ရသေးဘူးဆိုတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်။တောက်ကြသားသမီးများရဲ့အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုတော့လွန်စာမှာဝမ်းသာကျေနပ်အားရမိပါတယ်။လုပ်ငန်းကိန်းတန်းပိုင်းနေတဲ့ပတ်သက်တဲ့ total အောင်မြင်မှုတွေနောက်အခွင့်အလမ်းက ောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်။အလုံးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေ၊စိတ်ချမ်းသာမှုတွေကိုအများဆုံးရရှိစေနိုင်မယ့်အချိန်ကာလပိုင်းခြားကိုရောက်ရှိနေတယ်လို့တွေ့ရပါတယ်ခင်ဗျာ။ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကြည့်ရမယ်ဆိုရင်တော့ငွေကြေးပိုင်းတွေမှာအကုန်အကျအထွက်ပြုတွေညားနေတတ်ပါတယ်။အဲဒီချို့ငွေကြေးအတွက်နဲ့လည်းပဲစိတ်သောကများစရာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်။အဲလိုအပ်လို့မလို့ပေါ့နော်ပတ်စံနေရှာရဖွေရတာမျိုးလေးတွေလည်းပဲ ဖြစ်တတ်ပါတယ်။ဘာပဲဖြစ်ဖြစ်ငွေကြေးပိုင်းမှာတော့တကယ်ပဲအာနဲနေတယ်လို့ဆိုရမယ့်အနေအထားမျိုးကိုသွားတွေ့ရပါတယ်ခင်ဗျာ။ကြေတာကတော့အရင်ဆုံးအင်္ဂါဝိဇ္ဇာနဲ့အလောက်ကငွေကြေးအခြေအနေကိုကြည့်ပြလာပါ။ဘာလို့တူတူတဲတဲကြုံတွေ့ရနိုင်အောင်လဲဆိုတာကိုတဲရွက်ကန်နဲ့ကကြမှာဖတ်ကြပြမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီယိုမင်းမြန်ကျင်ပါတယ်ဆိုတဲ့သူများက TikTok ဘိုင်းမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမြန်မြန်လို့ရပါတယ်ခင်ဗျာတဝင်းချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောဆရာတွေကိုပို့ပေးတယ်တိလို့တဲ့မင်းလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုတန်းညွှန်ပေးပါတယ်ညံပူစာကတအူးကို2000ကျပ်ယူပါတယ်ခင်ဗျာကဲကူဆက်ပြီးတော့တောက်ကြတာမိများအတွက်ဒဲရော့ကတ်တွေကျွန်တော်ထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီတောက်ကြတာမိများအနေနဲ့ ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေတွေဖြစ်ပေါ်စေတတ်ပါတယ်။နောက်ဒီကာလအတွင်းမှာအကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်။အဲ့တော့တိသာထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုတွေနဲ့အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ဒါလက်ရှိဒါကျွန်တော်တေရော့ကတ်ချိုးလိုက်တဲ့အခါမှာကြနေတဲ့နမိတ်ပုံရဟောပြောပြလိုက်ရပါတယ်ခင်ဗျာအဲ့တော့အခုကျွန်တော်ရဟောပြောချက်လေးတွေသဘောကျနှစ်သက်တဲ့ဆိုအဖေမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် စနေသားနေ့များတွင်အခုရောက်ရှိနေတဲ့ဒီရဲ့အော်တိုဘာလလဝက်ကနေစပြီးတော့လပုံပိုင်းအထိပေါ့နော်အလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုအင်္ဂါဝိဆာနဲ့ကျွန်တော်ကြည့်ပေးပါမယ်။ဒါပြီးတဲ့အခါမှာထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုဒါတဲတော်ကန်နဲ့ကံကြမ္မာဖတ်ကြားပေးပါမယ်ဖြစ်ပါလေခင်ဗျာ။မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေတယ်ဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ follow မလုပ်ရသေးဘူးဆိုတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ စနေသားမီးများအနေနဲ့လုပ်ငန်းခိုင်နာပိုင်းတွေကရှေ့ကိုမရောက်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာပါလေအလုံးမှာခက်ခဲမှုတွေစိန်ခေါ်မှုတွေများစွာကြုံတွေ့နေရတာပါလေအလုံးနဲ့ပတ်သက်တဲ့ PR တွေလည်းပဲတအားများနေတာပါလေဒါပေမဲ့အလုံးကိုင်းနဲ့ပတ်သက်တဲ့ဒီချိန်ကာလပိုင်းထားရဲ့အခြေအနေကတော့ဒါခက်ခဲကြတဲ့ကနေစ조사ရုံးကန်ပြီးတော့ပေါ့နော်များသောအားဖြင့်အစင်မပြေမှုတွေဖြစ်ပေါ်စေတတ်တယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာအဲ့တော့ငွေကြေးပိုင်းမှာတော့အဆင်ပြေမှုတွေရှိလာပါလိမ့်မယ်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေပွင့်လန်းလို့လာပါလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတချို့ကိုပြည်လည်အောင်ဖြည့်ရှင်းလုံဆောင်နိုင်လိမ့်မယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်ဒါမှမဟုတ်စနေသားမိများရဲ့ဒီကာလငွေကြေးပိုင်းအခြေအနေတွေအတွက်ပို့တော့ကျွန်တော်အနေနဲ့ ကောင်းပါတယ်လို့ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာ။ဒါကတော့အရင်ဆုံးအလုတ်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုအင်္ဂါဝိဇ္ဇာနဲ့ကျွန်တော်ဟောပြောပေးတာပါ။ဘာလို့ဖြူဖြူကြဲကြဲကြုံတွေ့လာရနိုင်အောင်လဲဆိုတာကိုတဲရော့ကန်နဲ့လည်းပဲကကြမှာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့မိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဗီဒီယိုမင်းကျင်တယ်ဆိုရင် TikTok ဘိုင်ယိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမင်းတို့ရပါတယ်ခင်ဗျာ။အဲ့တော့တအူးချင်းတယောက်ချင်းကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစတန်တွေကိုကျွန်တော်ပို့ပေးတယ်။သိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေး တယ်။ဒါလိုအပ်တဲ့ရည်ရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူစွာကတအူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ကဲခုဆက်ပြီးတော့စနေသားနေ့များတွေဒါတဲ့ရက်ကလေးနဲ့ကျွန်တော်ဟောကြားပေးလိုက်ပါပြီ။ စနေသားမိများဟာဒီအချိန်ကာလပိုင်းသားမှာဘာသာရေးပိုင်းဆိုင်ရာကိစ္စရာမျိုးတွေကိုဆောင်ရွက်ရတတ်ပါတယ်။ဘာသာရေးအလုပ်လုပ်နေတဲ့သူတွေကလည်းပို့ပြီးတော့ကံနေကောင်းစေနိုင်နိုင်မယ်လို့တွေးရပါတယ်။နောက်ဒီကာလအတွင်းမှာအတွေ့အကြုံအမြင်တို့အတိတို့ဉာဏ်တို့တွေရသွားရပါတယ်။နောက်တချို့ဘာလို့လို့ဘာကံရမှန်းမသိဘူးလမ်းပြောင်းနေပါလေဆိုတဲ့သူတွေကလည်းပဲဘာလို့လို့ဘာကံရမယ်ဆိုတဲ့လမ်းစာတွေပေါ်ပေါက်လို့လာနိုင်ပါတယ်။အခွင့်အလမ်းကောင်းတချို့ရလာနိုင်ပါတယ်။အဲတိုးတက်အောင်မြင်မှုလေးတွေလည်းရှိလာနိုင်ပါတယ်။အထူးသဖြင့်မိကောင်းစေကောင်းနေနဲ့ဆုံတွေ့ရတတ်တယ်။ဆရာသမားလိုပုံကိုယ်တွေရဲ့အခွင့်အရေးကောင်းတွေကိုရရှိစေနိုင်ပါ ပါလိမ့်မယ်လို့ဒါလည်းရှိတယ်ရောကကနမိတ်ပုံရကျွန်တော်ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာအခုကျွန်တော်ရဟောပြောချက်လေးတွေကိုသဘောကျနှစ်သက်တဲ့ဆိုအဖေမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးလှည့်ပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်